ျူအန်လွင်ကလွှတ်ဝတ်ထားတဲ့ Miss Cosmo ပွဲရှင်ပြိုင်မဲ့အလှမဲ့ကိုစီးမဆောင်မဲ့ထုတ်ပြောခဲ့တဲ့ကျော်ကျော်နန်တာအားလုံးပဲမင်္ဂလာပါဗမစ်စနောင်းကနေကြိုဆိုလိုက်ပါတယ်ကျော်ကျော်နန်တာဟာတမဖြစ်သူကျော်ကျော်အင်တာကို Miss Grand မြန်မာ2024ဝင်ရောက်ရှင်ပြိုင်ခိုင်းကောင်အလှမဲ့လောကမှာခြေချနေခဲ့တာပါ ူမဖြစ်သူကိုမရွေးချယ်ခဲ့တဲ့ထွန်းအွန်တွင်ကိုလည်းသူ့အနေနဲ့အစာမချေရဖြစ်နေခဲ့သေးတာပေါ့မကောင်းချောင်းကိုထိတလို့လို့မထိတလို့လို့နဲ့ထုတ်ပြောတတ်တဲ့လုံအချင်းလေးဘင်းရင်လည်းမထိတထိနဲ့လုံနေတတ်တာပေါ့ဒါအပြင်လက်တလုံးမှာလည်းထွန်းအွန်လင်လှုပ်ဝက်ထားတဲ့အရာကိုမျက်နှာပြောင်တိုက်ကလူသိရှင်ကြားသိအောင်လုပ်ခဲ့ပါတယ်ထွန်းအွန်လင်ကမကြာခင်မှာကျင်းပမဲ့ Miss Cosmo 2025ရဲ့ license ကိုယူလိုက်တာကြောင့်စေလွတ်မဲ့အလှမဲ့ကို Brother Day စိတ်ဝင်စားအောင်ခံမှန်းခိုင်းနေကြတာပေါ့ အလောက်မဲကိုပွဲလောက်ကရွေးချယ်တာမျိုးမဟုတ်ဖဲပြန်ပွဲပြန်ပူးတဲ့သူ့တပည့်တွေထဲကသာရွေးချယ်ခဲ့ပါတယ်။ရှင်ပြိုင်မဲအလောက်မဲရဲ့နောက်ကျောပုံကိုသာပြကခံမှန်းခိုင်းခဲ့တာပေါ့။စိတ်ဝင်စားတဲ့သူတွေကလည်းအလောက်မဲရဲ့ပခုံးလေးနဲ့ခနာကိုအချိုးစားကိုကြည့်ကောင်းတဲဆုငိမ့်လောင်မြင့်မြတ်မိုးလောင်အင်ဂျယ်ချီပြူလောင်ဆိုပြီးခံမှန်းနေကြတာပေါ့။ဘသူလဲဆိုတာကိုမေလ16ရက်နေ့မှာကြော်ညာမယ်ဆိုပြီးလှုပ်ထားပါတယ်။16ရက်နေ့မနက်ပိုင်းထိထွန်းလွင်ဘက်ကဘသူလဲဆိုတာကိုမချပြခဲ့ပါဘူး။ဒါပေမဲ့ကြော်ကြော်နန္ဒာကသူ့အကောင့်ကနေ Miss Cosmo 2025ရှင်ပြိုင်မဲအလောက်မဲက ်ဘသူလဲဆိုတော့ကိုချပြလာခဲ့ပါတယ်။ရှင်ပြိုင်မဲ့အလှမဲ့ကောင်တူမဖြစ်သူကြောကြောအိမ်တွားနဲ့တငယ်ချင်းဖြစ်တာမို့ဘသူလဲဆိုတော့ကိုကြိုသိနေခဲ့တာပေါ့။ကြိုသိနေတာကိုရင်ကုန်နှုတ်ပိတ်မနေပဲထွန်းရင်တို့ထက်အရင်သူ့ page မှာတင်လာခဲ့ပါတယ်။ Miss Cosmo 2025ကိုမြမကိုစားပြုရှင်ပြိုင်မဲ့အလှမဲ့ကမြင့်မြတ်မှုဖြစ်ပါတယ်။မြင့်မြတ်မှုရေဂုံပြူတယ်နော်ဆိုပြီးမျက်နှာပြောင်တိုက်ကကြောကြောနဲ့ဓာတ်ကတင်လိုက်တာပေါ့။အစောပိုင်းအချိန်မှာထွန်းရင်တို့ကဘသူလဲဆိုတော့တရားဝင်မကျင်ညာရသေးပါဘူး။ဒါကြောင့်မို့လူအများကတော့ကြောကြောနဲ့ဓာတ်ဟောင်းဆောင်းထင်းတဲ့စီကိုမ ဆောင်ထိုင်းတာကြောင့်ဝေဖန်ပြောဆိုနေခဲ့ကြပါတယ်။နေ့လယ်မှာသာ Two Anwin တို့ရဲ့ official page ကနေ Miss Cosmo 2025ကမြင့်မြတ်မှုဆိုတာကိုတရားဝင်ထုတ်ပြလာခဲ့တာပေါ့။တကယ်သာဆိုရင် Two Anwin တို့ဘက်ကသာဒီပုံကိုအရင်တင်ကကြော်ညာရမှာပေါ့။ကြော်ကြော်နန္ဒအနေနဲ့သိရင်တော့ရင်ကုန်နှုတ်ပိတ်နေပေးရမှာပေါ့။ကြို့သိတာကကြော်ကြော်နန္ဒတယောက်ထဲမဟုတ်ဘဲသဲဆုငိမ်မီမီဒီဇိုင်နာတွေနဲ့မိတ်ကပ်ဆိုတာတို့ကအစကြို့သိပါတယ်။ဒါပေမဲ့လူကြီးလူကောင်းဆက်ဆံနဲ့စီဆောင်ခဲ့ကြတာပေါ့။အခုလိုအရင်ထုတ်ပြလိုက်တာကတူမဖြစ်သူကြော်ကြော်အင်ဒရာ လည်းမျက်နှာလည်းပြက်ရပါတယ်။ကြကြအင်ဒရာကြောင့်ကြိုတိရတာဆိုပြီးနောက်ပိုင်းမှာသူမကိုဘာလျှော့ချက်မှပြောပြရဲမှမဟုတ်တော့ပါဘူး။ဒါကြောင့်မို့ကြကြအင်ဒရာကိုပရိသတ်တွေကအပိချင်းမိမဲ့ဦးလေးဖြစ်သူကြကြနန်ဒါကြောင့်မြစ်တာပြက်နေကြရတာပါ။ကြကြနန်ဒါရဲ့အပြုမှုတချို့ကကြကြအင်ဒရာကိုအောက်ရအောင်ဆွဲခေါ်သလိုဖြစ်နေတယ်ဆိုပြီးထောက်ပြနေကြတာဖြစ်ပါတယ်။ ။ဒါပြင်ကြကြောနန်တာကကြကြောအင်ဒရာကိုထွန်းလွင်နဲ့ဆက်အလုံးမလုံးခိုင်းတော့ဘဲထွန်းလွင်ရဲ့ပြိုင်ဘက်ဖြစ်နေတဲ့ Miss Grand Myanmar 2025ရဲ့ National Director အသစ်ဖြစ်တဲ့ Maran Sainon နဲ့ပူးပေါင်းခန်းနိုင်ပြီလည်းဖြစ်ပါတယ်။တချို့ကလည်း Miss Cosmo 2025ဖြစ်ကြကြောအင်ဒရာကိုထွန်းလွင်ကမရှင်းပြိုင်ခိုင်းတာကြောင့်ကြကြောနန်တာကစိတ်ဆိုးသွားတာဖြစ်နိုင်တယ်လို့ဆိုနေကြတာပါ။ထွန်းလွင်ကလှစ်ဝတ်ထားတဲ့ Miss Cosmo ပွဲရှင်ပြိုင်မဲ့သူကမြင့်မြတ်မှုဆိုတော့စီမဆောင်မဲ့ထုတ်ပြောခဲ့တဲ့ကြကြောနန်တာပေါ်ဘရစ်တတ်တို့ရဲ့အမြင်ကိုလည်းပြောပြခဲ့ပါအောင်ရှင်။အလုံးကို Jesus ွတ်တင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။